မင်္ဂလာဆောင်မယ်ငွေတွေကိုရုပ်ရှင်ရိုက်ခဲ့ပြီးမယ်ရုပ်ရှင်ကချုံပေါ်သားလိုလန်ခွဲလိုက်ကြတဲ့မဟိန်နဲ့မုတ်တခင်ကိုမဟိန်နဲ့မုတ်တခင်ကိုတို့ကအမာတူဖိုးပေါ်မှာအတူတူတုပ်ဆောင်ကြရင်းနဲ့ရှစ်တူတွေဖြစ်သွားခဲ့ကြတာပါမေချိုဇာလန်တွဲမှာလည်းနှစ်ယောက်စလုံးကတုပ်ဆောင်ခဲ့ကြတယ်လို့အသက်ကွာတဲ့သူတို့နှစ်ယောက်ကတက်တဲလို့ရှစ်ခဲ့ကြပါတယ်ရှင် မဟင်းလိုလူပြန်ကြီးကိုမူတခင်ကိုကပြန်ရှိတဲ့ဆိုပြီးတော့စံပြအတွဲလေးဖြစ်ခဲ့ပါတယ်။မကြခင်လက်ထပ်ဖို့အတွက်စီစဉ်ထားကြပေမဲ့အခုတော့မဟင်းနဲ့မူတခင်ကိုတို့ကလမ်းခွဲလိုက်ကြပြီလို့ပြောပါတယ်။မဟင်းကအစီစဉ်တင်ဆက်သူဘွားကနေရုပ်ဆောင်ဖြစ်သွားခဲ့ပြီးဒီနှစ်တော့အတွင်းမှာတော့ချမ်းသာကြွယ်ဝသွားခဲ့သူပါ။ဘောလုံးကိုဝါဒနာပါရီဖြစ်လို့ကိုတိုင်ကလည်းဖူဆယ်ဘောလုံးအတင်းကိုတီထောင်ထားပါတယ်။ကိုယ်စားလှယ်အတင်းပိုင်ရှင်ဖြစ်ပြီးအတင်းသားတွေကိုပေးရတဲ့လစာတွေလည်းမနေပါဘူးရှင်။ လုံးတပားတွေကိုငားရန်ထားပြီးကစားသမားတွေကိုပေးရတဲ့အလားစားတွေအပြင်တခြားကုန်ကြဆေးတွေလည်းရှိပါတယ်။ငွေရှိသူတိုင်းလည်းဘောလုံးအသင်းပိုင်ရှင်မဖြစ်နိုင်တဲ့အချိန်မှာမဟင်းကငွေအကုန်ကျများတဲ့အဖူဆဲအသင်းကိုပိုင်ဆိုင်ထားပြီးတော့သူ့ရှိသူကိုလည်းမကြခင်မှာလက်ထက်မဲ့ဆိုပြီးပြောပါတယ်။လက်မထခင်မှာတော့မဟင်းကအချိန်ပိုဆိုတဲ့ဖူဆဲရုပ်ရှင်ကိုကိုယ်တိုင်ထုတ်လုပ်သူအဖြစ်ရိုက်ကူးခဲ့ပါသေးတယ်။ ဘောလုံးနဲ့ပတ်သက်လာရင်ယူတွက်သူဖြစ်တဲ့မဟင်းကမြမရုပ်ရှင်တွေထဲမှာဘောလုံးရုပ်ရှင်မရှိသေးတာကိုတတိထားမိခဲ့ပါတယ်။ဒါကြောင့်မဟင်းကဘောလုံးရုပ်ရှင်ကိုတိမ့်ထောင်ကြီးအကုန်ကြခံပြီးတော့ရိုက်ကူးလိုက်ပါလေရှင်။အချိန်ဖို့ဆိုတဲ့ဘောလုံးရုပ်ရှင်ဇာကားကိုသူကိုယ်တိုင်တရုပ်ဆောင်ထားပြီးတော့ထုတ်လုပ်သူအဖြစ်လဲပါဝင်ထားတဲ့အပြင်မင်္ဂလာဆောင်ဖို့အတွက်ဆုထားတဲ့ငွေတွေရုပ်ရှင်ထုတ်ရိုက်လိုက်တာဖြစ်ပါတယ်။မူတခင်ကိုကလည်းမဟင်းရဲ့စိတ်ကိုနားလေကြောင်းတထမှန်ငွေကို ရုတ်ချင်ရိုက်လိုက်လဲနားလဲပြေးခဲပါလေဒီစားကားအတွက်တိတ်တထောင်လောက်ပဲကုန်ကြမယ်လို့ထင်နေပေမဲ့တကယ်တမ်းရိုက်ကူးတဲ့အချိန်မှာတော့တိတ်နှစ်ထောင်ခန့်ကုန်ကြသွားခဲ့ပါလေရိုက်ကူးရဲ့အတွက်ပေါလုံးကွင်းတွေကိုနာရီနဲ့ငှားရမ်းပြီးတော့ရပောင်းများစွာငှားရတဲ့အနောက်မှာတော့ပို့ပြီးတော့ကုန်သွားခဲ့ပါလေဒီစားကားကိုတီချပါအောင်မြင်မယ်လို့မှတ်စပ်ထားပြီးတော့သူကိုယ်တိုင်လည်းပေါလုံးကန်ပြီးတော့လေ့ကျင့်ထားခဲ့ရတာပါအချိန်ပိုရုပ်ရှင်စားကားထဲမှာမဟင်းက အဓိကအစားဆောင်မင်းသားနေရာကနေရုပ်ဆောင်ခဲပြီးတော့နေထလင်းတူတူဆန်တို့လိုဝိုင်းရင်ရုပ်ဆောင်တွေလည်းပါဝင်ထားပါတယ်ဒီစကားကိုလာကြည့်ကြတဲ့သူများမှတာအရင်ကပြန်ထွက်လာနိုင်မှဖြစ်ပြီးတော့ရုပ်ဆောင်နိုင်မှဖြစ်မယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့မှချင်းနဲ့နှမ်းထွက်တာမကြိုက်ခဲပဲရုပ်ရှင်ကအရှုံးပေါ်သွားခဲ့ပါတယ်။ဘောလုံးနဲ့ပတ်သက်တဲ့ရုပ်ရှင်ကိုစိတ်ဝင်စားကြတဲ့အတူတွေကနေပါပြီးတော့ယုံတင်တဲ့အခါမှာလာကြည့်ကြတဲ့အတူတွေကနေပါသွားပါတယ်။ ဒါကြောင့်အရင်လဲပြန်မရတော့ဘဲမင်္ဂလာဆောင်မဲ့ငွေတွေလည်းကုန်သွားခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့မဟိန်းနဲ့မူတခင်ကိုတို့ကလောင်ခွဲလိုက်ကြပါတယ်ရှင်။မဟိန်းကသူ့ရဲ့ရှစ်တူကိုလက်ထရှင်တဲ့အကြောင်းမကြာခဏပြောလိရှိပြီးတော့ငွေလဲစုထားပေမဲ့ရုပ်ရှင်ဘက်ကအားတာသွားခဲ့တာပါ။မြန်မာနိုင်ငံကရုပ်ရှင်ကြည့်သူတွေကသူ့ဇကားကိုမခံစားတတ်သေးဘူးလို့ပြောခဲ့ပြီးသူ့ဇကားကလူဝင်နေသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မဟိန်းက စကားလဲရှုံးပေါ်သွားသလိုဖြစ်သူနဲ့လဲလောင်ခွဲရတဲ့အထိဖြစ်သွားခဲ့ပါတယ်။မူတခင်ကိုကတော့ရီစာဟောင်းဖြစ်တဲ့အမဟိန်းနဲ့လောင်ခွဲပြီးတဲ့နောက်မှာတယောက်တည်းတောက်ပတ်နေပါပြီ။နောက်ထပ်ရှစ်သူအတက်ကိုမရှာဘဲအလုပ်တွေလုပ်ရင်းနဲ့မိတွားနိုင်ခဲ့ပါတယ်။ယောက်ျားတွေကိုကြောက်တွားပေမဲ့ရီစာဟောင်းကိုတွေ့ရင်တငယ်ချင်းလိုပဲခွန်နိုင်တယ်လို့ဆိုပါတယ်။ပေကျက်တွေကတော့မူတခင်ကိုအတွက်စိတ်မကောင်းဖြစ်နေကြပြီးလူတိချင်းကြားတွဲပြီးလောင်ခွဲသွားရတဲ့အခန်းစားရှစ်ကိုလည်းနားလည်ပေးနိုင်တဲ့အတူပါ။သူတို့နှစ်ယောက်ကတွားသူလာသူရှိပြီးတော့ ရှစ်သူတတန်ကလည်းကြာနေပြီဖြစ်ပေမဲ့ဘူးစာမပါတာကြောင့်ဝေးတွားခဲ့ရပါတယ်။မင်္ဂလာဆောင်ဖို့ငွေတွေကိုရုပ်ရှင်ထုတ်ရိုက်မိတာကနေအရှုံးပေါ်ပြီးတော့လောင်းခဲလိုက်ရတဲ့သူတို့နှစ်ယောက်မှဘယ်သူကပို့ပြီးတော့ခန်းစားရမလဲဆိုတာပတ်မှတ်မှအမြင်လေးတွေကိုပြောပြပေးခဲ့ပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။嗯。